ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါ။ရဟန်ပြေကြောက်ဖြူမျိုးတွေကလေသမားတွေမှာတိုက်ပွဲဖြစ်ပွားတဲ့နေ့တူစစ်ကောင်စီရဲ့လက်နက်ကြီးလေကြောင်းအန်ဒရယ်တွေကြောင့်လက်ရှိစပောက်ပေါ်ရာသီမှာရိတ်သိမ်းဖို့ခက်ခဲတွေဖြစ်နေကြရတယ်လို့ပြောကြပါဗျ။ လက်တလုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအဲသားတွေပေါ်စစ်တင်ဖို့နဲ့မြေပြင်စခန်းကနေလက်လက်ကြီးပစ်ခတ်မှုအပါအဝင်လေကြောင်းဘုံကြီးတိုက်ခိုက်မှုတွေကိုပါဆက်တိုက်လုပ်နေတာကြောင့်တောင်သူတွေမှာစပားရိတ်သိမ်းဖို့စိုးရိမ်နေကြတာပါစပားတွေမှာရင်းမြစ်လွန်နေပြီဖြစ်ပေမဲ့မြေသိမ်းနိုင်ပေအဝေးကနေကျင်းနေရတာကိုရင်နာနေရတယ်လို့တောင်သူတယောက်ကပြောပါတယ် စပောက်မြိတ်သိနိုင်တဲ့ကျေးရွာတွေမှာမင်းပြင်းရင်းနဲ့တောင်းချောင်းဝကိုတို့မင်းခုံတိုင်းချောင်းမြောင်ချောင်းဖြားပြားကျွင်လက်ပြင်တွင်ပြူးရွှင်ဝနဲ့ရှင်နဲ့စင်ပုတ်အုပ်စုကကျေးရွာတွေဖြစ်ကြပါတယ်။အခုနှစ်မိုးစပါးစိတ်ပြိုရာဒီမှာအခက်ခဲအမျိုးမျိုးကြားကနေစိတ်ပြိုခဲ့ကြပေမဲ့စပောက်ပေါ်ရာဒီမှာဆေးရပတိပကတွေကြောင့်မြိတ်သိနိုင်တော့တဲ့အတွက်ဝန်းစာဖူလုံရေးစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ဒီစဘာ၃ရက်ကလည်းလက်ပြည်တွင်ကြည့်ရမှာစဘာရိတ်သိမ်းနေတဲ့တောင်သူတွေကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျစ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးနှယောက်သေဆုံးပြီးတော့တယောက်တရာရရှိခဲ့ပါတယ်။စဘာမြိတ်သိမ်းရရင်လာမင်းနဲ့အတွက်စားကြရမရှိသလိုဒီကြတဲ့စစ်ပေးရှောင်နေရတာကြောင့်စာဝဲနေရေးဘလို့ဖြည့်ရှင်းရမယ်ဆိုတာကိုမတွေ့တဲ့ဘူးလို့ကြောက်ဖြူမျိုးနဲ့မင်းပြင်ရွာကတောင်သူတရားကပြောထားပါဗျ။စစ်ကောင်စီကအရဲသားတွေကိုရေရွတိုက်ခိုက်မှုတွေရှိနေတာကြောင့်ကြောက်ဖြူဒေသခံတွေအနေနဲ့သတိထားနေထိုင်ကြဖို့နဲ့ လေကြောင်း NDA ကိုလည်းပုံသတိထားကြဖို့ AA ကတိုက်တွန်းထားပါတယ်။လက်ရှိစစ်ကောင်စီနဲ့အာရခတက်တော်တို့ဟာကြောက်ဖြူမျိုးနေကမင်းပြင်းရင်းနဲ့တောင်းနဲ့တိုင်းချောင်းကျေးရအနေနဲ့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ပြီးကလေးလာကဆောက်ခွပေးခဲ့ရတဲ့နေရာတချို့ကို AA ကပြန်လည်သိမ်းပိုက်ထားတယ်လို့မြေပြင်စီရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်ရှင်။